အခုပြပြမှာကတရေချိုးပေါင်းမီရဲ့အတိုင်းပုံတင်နည်းတွင်ဒီကိုပြပြလို့မယ်နော်တရေချိုးပေါင်းမီမှာပုံတင်နည်းဘယ်လိုတွက်တယ်ဆိုတာကိုပြပြလို့မယ်နော်အရင်ဦးဆုံးလိုတာကတင်အစား၄အပါ၃လက်မှ၃လက်မှဆိုတာဒါအမားတို့ပုံမှန်အမားတို့ခန္ဓာကိုယ်စိုက်နေဝတ်တဲ့၃လက်မှဆိုတာပုံမှန်ပေါင်းတာနော်၃လက်မှပေါင်းလို့ရတယ် လေးလက်မပေါင်းလို့ရတယ်ငါလက်မငါလက်မဆိုတာကတော့တအားဝါတဲ့သူတွေအတွက်ငါလက်မပေါင်းမယ်အမားတို့ဆိုရင်တော့ပုံမှန်၃လက်မတဲ့တင်အဆင်ပြေတယ်၃လက်မဒါမှမဟုတ်ပွပွားကြီးဝှက်ချင်တယ်ဆိုရင်မှ၄လောက်ပါ၃ဆိုရင်အဆင်ပြေပြီเนาะပုံမှန်လူတယောက်ရဲ့တင်ဟိုမှ၄နဲ့စားပြီးတော့တင်အတိုင်းကပုံမှန်အတိုင်းတင်ဟိုမှ၄နဲ့စားပြီးတော့၃ထပ်ပေါင်းတယ်ဆိုတော့သူ့ရဲ့ပွစား၃လက်မတော့ပွသွားပြီအဲ့ဒီတော့အမားတို့က၃လက်မပုံမှန်အားဖြင့် သုံးလက်မပေါင်းသုံးလက်မနဲ့မရဘူးဆိုတော့မှပွပွလေးထက်ဝက်ချင်တယ်ဆိုတော့မှလေးလောက်ပေါင်းမယ်နော်ဒါဆိုရင်အခုအမားတို့ကပုံတင်ကြီးသွားမှာကတင်စားလေးပေါင်းသုံးလက်မနဲ့သွားမယ်အဲ့ဒီတော့တင်ရောလေးနဲ့စားမယ်သုံးပေါင်းမယ်ဥပမာတင်က36တင်က36ဆိုလို့ရှိရင်အမားတို့အစား၄အစား၄ဝင်မှာအပေါင်း၃နဲ့သွားမယ်36 36ကို၄နဲ့စားတဲ့အဖြေကကိုလမကိုလီဒီ36အပေါင်း3လမဆိုတော့သူ့ရဲ့အတိုင်းက12လမနဲ့အကျင့်နဲ့သွားရမှာเนาะဥပမာ140ဆိုလို့ရှိရင်၄နဲ့စားရင်10ဖြစ်မယ်3ပေါင်းရင်သူ့ရဲ့အကျင့်က73လမဖြစ်မယ်ဒါဆိုရင်ကို30 71 72အမှအခုပေါင်းရမယ့်အဖြေကကြတော့ကိုလမကို3ပေါင်းတာဖြစ်တဲ့အတွက်ပွားစာ3လမပေါင်းထားတာဖြစ်တဲ့အတွက်12လမနဲ့အကျင့်နဲ့သွားလို့ရတယ် ါကတော့ဒီပုံသင်ကြီးရဒီဟာလေးပဲလို့တာသူ့မှာနောက်တစ်ခုနောက်တစ်ခုကကြတော့ဂွားကြဂွားကြဆိုတာကဒါကပုံသင်ကြီးယူရမယ့်ပုံသင်ကြီးကိုအရှင်းပြပေးနေတာနော်ဘွားကြဘွားကြဆိုရင်ခလေးဆိုင်ဆိုရင်အ ਨੇ ဆုံး12လမကနေစယူမယ်17လမ17လမကနေပြီးတော့မမတို့စယူပေးမယ်ခလေးဆိုင်မှာနော်စယူပေးမယ်17လမ17လမယူမယ်ပုံမှန်ဆိုရင်တော့အမားတို့ဆိုရင်တော့ပုံမှန်73လမနဲ့ယူလို့ရတယ်လူကြီးဆိုရင်ပုံမှန် အတော်နေသမားဆိုရင်73လမ်းမနဲ့ယူလို့ရတယ်ဝါလို့ရှိရင်74လမ်းမနဲ့ယူပေးလို့ရတယ်တအားဝါလို့ရှိရင်အမတို့ခွာကြကို15လမ်းမနဲ့ယူပေးလို့ရပါတယ်ဒါကတော့နံပါတ်1 size 73လမ်းမကတော့နံပါတ်2 size ဒါကတော့နံပါတ်3 size နံပါတ်4 size ဆိုပြီးတော့ခွာကြတွေကိုအမက၄ size ခွဲထားတယ် ကွာကိုမတိုင်းတော့ဘဲနဲ့ကွာစာလေးဆိုင်ဆိုပြီးတော့မာခွဲထားတယ်ပထမဦးဆုံးနံပါတ်1ကကြတော့ခလေးဆိုင်ခလေးဆိုင်ဆိုတာကလူကြီးဆိုင်မှာအသေးဆုံးပေါ့နော်ခလေးဆိုင်မှာအကြီးဆုံးဒါဆိုရင်17လမ12လမဆိုတာခလေးဆိုင်မှာအကြီးဆုံးနဲ့အမားတို့သွားပေးလို့ရတယ်နောက်တစ်ခုကကြတော့ ်73လက်မ73လက်မအခုအမားတို့ဝင့်နေကြဘောင်းပြီလို့ဆိုရင်အမား73လက်မခွာကြနေသွားတယ်ပုံမှန်အဖြစ်ဝါရတဲ့သူဆိုရင်14 15လောက်နဲ့အမားတို့ချပေးမယ်ခွာကြเนาะခွာမကြက်ဘူးအဲ့ဒါဆိုလို့ရှိရင်ဒီ၄ဆိုင်နဲ့ပဲအမားတို့သွားမယ်နောက်တစ်ခုဘာလို့လဲဆိုတော့ခွာကြပြီးသွားပြီတင်ကြတင်ကြမြင်ရတော့ပိန်လို့ရှိရင်ပိန်ရင်8လက်မဝါဝါရင်6လက်မ ပယ်ရင်ရှစ်လက်မနဲ့သွားမယ်တင်ကြမြင်ရကြတော့ပယ်ရင်ရှစ်လက်မနဲ့သွားမယ်ဝါရင်ကိုးလက်မနဲ့ခွာကြမြင်သွားပြမယ်နော်ဒါဆိုရင်ဒီပုံစံဒီလေးတိုင်းကိုအမားတို့ပတ်တန်ရင်ဆွဲမယ်ဒါဆိုရင်ပုံစံဒီအရင်ဦးဆုံးလိုတာကဝစ်ချင်တဲ့အရှိလဲလိုသေးတယ်ဒါမို့အရှိကိုတလက်မခောက်စာပေါင်းမယ်အရှိကဥပမာ38ဆိုရင်တလက်မပေါင်းမယ်38နဲ့သွားမယ် နော်အဲဆိုတာအရှိလုံးမှတ်ထားမယ်အရှိဥပမာ30ခွန်အရှိဘောင်းမီအရှိရှိရဆိုလို့ရှိရင်တလမအရှိနဲ့တလမခောက်စာနဲ့ပေါင်းမယ်အဲတော့38လမအရှိနဲ့ထည့်ရမယ်ဒါဥပမာအမကပတ်တန်လေးဆွဲပြပေးမယ်နော်အကားကြတော့တင်ဘလောင်းနဲ့ဆွဲပြမလဲဆိုတော့တင်22နဲ့ဆွဲပြပါမယ်။22 48 မအောင်ဆိုအမားတို့အရှိကိုဝှစ်ချင်တဲ့ဘောင်းမီအရှိကိုအရင်ဆုံးတားမယ်နော်။ဒါဆိုရင်အခုအမားကဝှစ်ချင်တဲ့အရှိကိုညင်းချောင်းလေးတားလိုက်ပြီ။ညင်းချောင်းတားပြီးပြီဆိုတော့အမားတို့ဒီဟာကပိတ်ခေါရိုးဖြစ်နေမှရမယ်။အမားအခုရှိတဲ့ဘက်ကပိတ်ခေါရိုးဖြစ်နေမှရမယ်။ဒါဆိုရင်အမားတို့ဒီနေ့ဒီနေ့ဝှစ်ချင်တဲ့အရှိကိုချပြီးပြီ။ဒါဆိုဒီနေ့ဒီနေ့ချရမယ်ကွာဝေးကတင်စားလေးပေါင်း3လက်မ3မဟုတ်4လက်မ3မဟုတ်5လက်မကိုအမားတို့ပေါင်းခတ်မယ်။ ဒါဆိုရင်အခုပေါင်ခတ်ရမှာကြတော့အမားကပုံမှန်အားဖြင့်3လက်မနဲ့သွားမှာဖြစ်တဲ့အတွက်တင်စားလေးပေါင်3လက်မကိုအရင်ဦးဆုံးပေါင်ခတ်မယ်။ဒါဆိုရင်တင်စားလေးပေါင်3လက်မကိုအမားပေါင်ခတ်လိုက်မယ်။ကိုပုံတင်နည်းနဲ့ကိုနော်ကိုတင်နဲ့ကိုကိုရှိသလောက်တင်ကို၄နဲ့စားမယ်။3လက်မသုံးမဟုတ်4လက်မသုံးမဟုတ်5လက်မပေါင်းမယ်เนาะဒါဆိုရင်အမအခုတင်စားလေးပေါင်း1လက်မကိုပေါင်းခတ်လိုက်ပြီ တင်အစားလေးပေါင်းတစ်လက်မကိုဖောင်ခတ်ပြီးပြီဆိုတာနဲ့အမားတို့ကဒီကနေပြီးတော့ဒီမြင်းချောင်းအမတားခဲ့တဲ့မြင်းချောင်းအဲ့ဒီမြင်းချောင်းကနေပြီးတော့မှအမအရင်ဦးဆုံးပါချမလဲဆိုတော့တင်ကြတင်ကြမြင်းကိုချမယ်တင်ကြမြင်းကခုနကတော့အမပုံနေပြီးတွက်ပြခဲ့တဲ့နေရာမှာဒီလောက်လဲ၈လက်မဩ၉လက်မ၈လက်မဩ၉လက်မတင်ကြမြင်းချလိုက်မယ် ။ဒါဆိုရင်တင်ကြမြင်းက၈လက်မောက်၉လက်မောက်အမအခုချလိုက်ပြီ။တင်ကြပြီးရင်နောက်တစ်ခုကဘာလို့မလဲဆိုတော့ဒီမြင်းချောင်းကနေပြီးတော့ပဲအောက်ကိုဘွားကြထက်ချမယ်။ဘွားကြဘယ်လောက်လဲဆိုတော့ပုံမှန်အားဖြင့်၁၁၁၂၁၃၁၄အခုအမားကကြတော့အခုမှရှင်းပြပြီးသွားတယ်နော်ခလေးဆိုင်မှာဆိုရင်၁၁၁၂ယူမယ်လူကြီးဆိုရင်ပုံမှန်အားဖြင့်၁၃လောက်ယူရတယ်ဝါရတဲ့သူတွေမှာ၁၄၁၅လောက်ယူပေးမယ်နော်ဒါဆိုရင်အမအခုအဲဒီကြားဆိုင်နဲ့သွားမယ်၁၃လောက်မှချမယ်တင်ကြပြီးရင် နောက်တစ်ခုခွာကြ73လက်မနဲ့အခုထွက်ချလိုက်ပြီ။ဒါဆိုရင်ဒီမြင်းရနေပြီးတော့ထေကြမြင်းရမယ်၊ခွာကြမြင်းရမယ်၊မြင်းကြောင်နှစ်ကြောင်ရလာပြီ။အဲ့တော့မှတင်ခွာကြမြင်းရနေပြီးတော့မှအမားတို့အပြင်ကိုနောက်ထပ်နှစ်လက်မထပ်ထုတ်ပေးမယ်။ရမယ်နော်။ဒီခွာကြမြင်းရနေအပြင်ကိုနှစ်လက်မဆိုပြီးတော့ထပ်ထုတ်လိုက်မယ်။အဲ့ဒီနှစ်လက်မကြတဲ့နေရာရဲ့ဒီကတင်ကြချထားတဲ့နေရာရဲ့အမားတို့ပေကွေးလေးနဲ့ဆက်ပေးမယ်။ ပေကွေးလေးနဲ့ကိုကွေးလေးလော်လေးကွေးပေးလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီအပေါ်ကတဲ့တဲ့ပဲနော်သေချိုးထဲမှာမလို့ခါတိုင်းစရာမလို့ဦးတင်တိုင်းမှာတော့ပွားစာတွေပါထားထားတယ်အဲ့တော့ပြင်သေချိုးကိုခါမှတိုင်းပြီးတော့ဒီချိန်မှာထည့်လိုက်လို့ချင်းကိုလိုချင်တဲ့ခါကိုရသွားမယ်နော်ဒါဆိုရင်ဒီပေကွေးလေးနဲ့ကွေးလိုက်မယ်နောက်တစ်ခုကကြတော့ခြေဝခြေဝကြတော့အမားတို့ခြေဝပတ်လဲကိုတိုင်းမယ်ဟုတ်လားခြေဝပတ်လဲကိုတိုင်းပြီးတော့နှင်းနဲ့စားမယ် ရမယ်နော်ခြေဝါပက်လဲကိုတိုင်းပြီးတော့နှစ်နဲ့စားမယ်၆ဆာဆိုပြီးတော့တလမ်းမထည့်ပေါင်းမယ်ဒါဆိုရင်ခြေဝါပက်လဲကဥပမာညီမတို့က16ရှိတယ်ဆိုပါစို့ခြေဝါပက်လဲဒီလိုဒီလိုဒီလိုပက်လဲကိုတိုင်းမယ်နော်ခြေဝါကိုတိုင်းမယ်ခြေဝါပက်လဲက16ရှိတယ်ဆိုပါစို့ဒါဆိုရင်နှစ်နဲ့စားလိုက်လို့ရှိရင်အမတို့က၈လက်မှရမယ်တလမ်းမထည့်ပေါင်းရင်၉လက်မှရမယ်ဒါမှမဟုတ်ဒီလိုမျိုးဒဲကြိုက်တယ်ဆိုလို့ရှိရင်ညီမတို့ဒီမြင်းနဲ့ဒီရနဲ့ကိုဒဲဆက်လိုက်ရုံပဲဒီမှာတင်စား၄ပေါင်းတလမ်းမပေါင်းခတ်ထားတဲ့မြင်းနဲ့ ဆဲဆက်လိုက်အောင်မယ်အဲ့ဒါမှမဟုတ်ဘူးကိုလိုချင်တဲ့အတိုင်းတာတိုင်းလိုချင်တယ်ဆိုရင်တော့ခြေဝါးပတ်လဲအစားနှင်းအပေါင်းတလမဆိုပြီးတော့အမတ်မှတ်ပြီးတော့မာရိုဒီကနေပြီးတော့ပေကွေးနဲ့ပေရံနဲ့တားချလိုက်။ဒါဆိုရင်ဒီပုံစံအတိုင်းဘောင်းမီပတ်တန်ရတာပဲเนาะ။ဒါဘောင်းမီပတ်တန်ဒါလေးပဲလို့ရတယ်။ကြည့်လို့ရှိရင်သူကဘောင်းမီကိုဘယ်နဲ့ညာနဲ့နှစ်ချောင်းရှိတယ်၊ဘယ်ချောင်းနှစ်ချောင်းရှိတဲ့အတွက်ဘယ်နဲ့ညာနဲ့ဆိုပြီးတော့နှစ်ဖက်ညှက်မယ်เนาะ။ တရားလေးကပိတ်ထောက်มาထားရမယ်ဒါဆိုရင်ဒီမှာခြေဝလဲရမယ်ဘွားကြရီတိကြရီလဲရမယ်ဘောင်းမီပဏ္ဏဒါလေးပဲလို့ရတယ်เนาะနောက်တစ်ခုနောက်ဆုံးအချက်ကဘာလို့ရလဲဆိုတော့တရေကျိုးစာတရေကျိုးတက်ဖို့အတွက်တကယ်လို့တရေကျိုးအပြားကတလမ်းမပြားဆိုလို့ရှိရင်ညီမတို့အပေါ်မှာတလမ်းမကွယ်ချမ်းရမယ်တရေကျိုးပြား40ပြားဆိုရင်အပေါ်မှာတလမ်းမချမ်းရမယ်တရေကျိုးပြားစာအတွက်အပေါ်မှာတတ်တတ်ထထထွက်ရမှာเนาะဒီမြင်းချောင်းတားပြီးသားနေရနေပြီးတော့မှအပြင်ကိုတတ်တတ်ထထထွက်ရမှာ ်တလက်မ40ဆိုင်အော်တလက်မဆိုပြီးတော့တေချိုးစာအတွက်ဆိုပြီးတော့တတ်တ်ထားမယ်ဒါဆိုရင်ညှက်မမီးကြောင်းကဒီအတိုင်းထည့်လာမယ်အပွေးလေးတိုင်းညှက်မယ်အတွင်းဝင်ထားတဲ့အတိုင်းညှက်ချမယ်နော်ဒီကနေထည့်လာမယ်ပွေးမယ်ဒီလိုတက်တဲ့အတိုင်းညှက်ချမယ်ဒါကိုလိုချင်တဲ့ခြေဝတကယ်လို့မှကိုကအတူဆိုလည်းအတူပေါ့အတူပတံကိုဆွဲနော်ဘွားကြတဲ့တင်ကြတွေကတော့အမတင်ပြထားတဲ့အတိုင်းပဲ ဒီအတော့ရှည်ပဲกว่าတာကိုလိုကိုလိုတလားပမာဏကိုတိုင်ကိုကဒူးကောင်းအောက်လောက်လိုချင်တာလားပေါင်တော်လောက်လိုချင်တာလားဒါကိုပါကိုနေတာကိုတိုင်ပြီးတော့တော့เนาะအမခုပြတာကြတော့ဘောင်းကြီးရှည်ပတ်တန်ခြေဝါးကိုတိုင်ရမယ်เนาะအဲ့တော့ဒီပတ်တန်လေးကို၆နီးရောညှက်နီးရောအကုန်လုံးပတ်တန်ဆွဲနီးပါအကုန်တင်ပေးထားတယ်တေချာလေးလိုက်ချုပ်ပါเนาะ